လှုပ်လို့ရမယ်လို့ထင်ထားပေမဲ့လှုပ်လို့မရတဲ့အရာများဟမ်နံပါတ်၁အနေနဲ့ကတော့ကိုလုံးတီးနေခြင်းပဲဖြစ်ပါတယ်ခင်းချောင်းလဲဆိုတာကလည်းကိုယ့်အိမ်မှာကိုကြိုက်တဲ့လောက်ပြောင်းလို့ရပါတယ်ဒါပေမဲ့လူရှိသူရှိသွားပြောင်းမယ်ဆိုရင်တော့အမေးအမြန်းမရှိဘဲအဖမ်းခံရမှာဖြစ်ပါတယ်။နိုင်ငံအများစုက public area မှာကိုလုံးတီးနေခြင်းကိုအပြင်းထန်တားမြစ်ထားပါတယ်။နိုင်ငံတကာမှာလည်းလူရှိသူရှိပြောင်းမိလို့ဆိုပြီးတော့အဖမ်းခံလိုက်ရတဲ့သူတွေမနှဲရှိခဲ့ပါတယ်။ဒါကြောင့်လူကြီးမင်းတို့လည်းပြောင်းခြင်းတပတ်ဆိုရင်တော့ကိုယ့်အိမ်မှာပဲကိုပြောင်းကြဖို့အကြံပေးခြင်းပါ။ နံပါတ်2အနေနဲ့ကတော့အရင်မူးခြင်းပါကိုယ့်အိမ်မှာကိုတောက်ပြီးမူးတာကတိုက်တလောက်မူးလို့ရပါတယ်အဲဒါပေမဲ့အပြင်ထွက်ပြီးမူးမယ်ဆိုရင်တော့နည်းနည်းလေးပြဿနာရှိသွားပါပြီနိုင်ငံအများစုက public area မှာအရင်မူးခြင်းကိုတားမြစ်ထားပါတယ်ဆိုလိုတဲ့သဘောကတိုက်တလောက်တောက်လို့ရပါတယ်ဒါပေမဲ့မူးခွင်းတော့မရှိပါဘူးမူးမယ်ဆိုရင်ကိုယ့်အိမ်မှာကိုအကြိုက်မူးရမှာပါအဲဒီလိုမှမဟုတ်ဘဲနဲ့လူရှိသူရှိမှသရုပ်ပြက်နေမယ်ဆိုရင်တော့မူးရရန်ကားမှုနဲ့အဖမ်းခံရမှာဖြစ်ပါတယ်အကြောင်းတင်မူးနေတော့အဖမ်းခံရရင်ဘာလို့ဖမ်းတာလဲလို့ပြန်မမေးပါနဲ့ မူးနေလို့ဖမ်းတာပါနံပါတ်3အနေနဲ့ကတော့ငွေသားအများကြီးကင်ဆောင်ထားခြင်းပါအရာအလုံးက digital key ဖြစ်လာတဲ့အတွက်ပတ်စံတွေကိုလည်း screen ထဲမှာပဲတင်လာကြပါပြီ။ငွေသားတွေကိုအလေးခံပြီးမတည်ကြတော့ပါဘူး။အဲကြောင့်ချမ်းသာတဲ့နိုင်ငံအများစုမှာဆိုရင်ငွေသားကိုလူရာထက်ပို့ပြီးကင်ဆောင်ခြင်းကတရားဥပဒေနဲ့မညီညွတ်ဘူးလို့သတ်မှတ်ကြပါတယ်။လူချင်းမင်းမမတင်ငါစရာကောင်းလောက်အောင်ငွေသားတွေအများကြီးရှိနေမယ်ဆိုရင်တော့တက်ဆိုင်ရာရဲ့စစ်ဆေးခြင်းကိုခံရမှာပါ။ ဒါပေမဲ့ကိုကလက်စုပ်လက်ကင်ပြစရာရှိနေမယ်ဆိုရင်တော့ငွေသားဘလောက်ကင်ကင်ကိစ္စမရှိတော့ပါဘူး။ဥပမာအမွေရတာတို့အယောင်းဝယ်လှုပ်ထားတာတို့ပါ။အဲအဲ့လိုမှမဟုတ်ဘဲနဲ့ဘာမှပြစရာမမေ့ရမရှိဘူးဆိုရင်တော့ရာဆွေးမှုတစ်ခုခုနဲ့ဂျေးတွေအထက်ခံရမှာဖြစ်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့။တင့်မှာအဲ့ဒီလောက်ပတ်စံအများကြီးမရှိလို့ပါ။နံပါတ်၄နေနဲ့ကတော့ suicide လုပ်ခြင်းပါ။ suicide လုပ်တယ်ဆိုတာသူများအတွက်လည်းမကောင်းတယ်လို့ကိုယ့်အတွက်လည်းမလုပ်ကောင်းတဲ့အရာတွေဖြစ်ပါတယ်။ကိုယ့်အကို suicide လုပ်တာကိုဘသူ့ကို guilt ဆိုင်ရမှာလဲလို့ပဲထင်ကြမှာပါ။နိုင်ငံများစုမှာတော့ကိုယ့်အကို suicide လုပ်ခြင်းကလည်းလူသက်ရင်ကြိုးစားမှုဆိုပြီးတော့သတ်မှတ်လေးရှိပါတယ်။အဲလူကတည်နေပြီပဲကိုဘလို့ဖမ်းမှလဲဆိုပြီးမေးစရာရှိပါတယ်။ဟုတ်ပါတယ်။လူတည်သွားရင်တော့ကိစ္စမရှိပါဘူး။ ဒါပေမဲ့မသေးဘဲနဲ့အသက်ရှင်နေမယ်ဆိုရင်တော့အနည်းဆုံးထောင်နှံတစ်နှစ်ကနေ၃နှစ်ထိချမှတ်ခံရနိုင်ပါတယ်ရသတကြီးပုံမှန်ရကိုကိုကအဆုံးစီရင်စူးစမ်းမှုနဲ့အဖမ်းခံရမှာဖြစ်ပါတယ်။ငကိုကလေးအားစိတ်ညစ်လို့တတ်သေးပါတယ်ဆိုကမှထောင်မှကြသွားဦးမယ်ဆိုရင်တော့တော်တော်လေးကိုကန်ကောင်းနေပြီလို့ပြောရမှာဖြစ်ပါတယ်။နမငါးနေနေကတော့လိုင်းမော်တက်ဆဲခြင်းပါ။တရက်ကိုတစ်ခါတော့လိုင်းမော်တက်ဆဲလိုက်ရမှာနေသားထိုင်သားရှိသွားတဲ့သူတွေရှိမှာပါ။ဒါပေမဲ့လူတချို့မသိကြသေးတာတခုကတော့လိုင်းမော်မှာဆဲဆူခြင်းကလည်းဥပဒေနဲ့မလွတ်ကင်းမှုဆိုတာပဲဖြစ်ပါတယ်။ ကိုဆဲလိုက်တဲ့သူကမကျင်းနဲ့လို့တိုင်ကြားလိုက်မယ်ဆိုရင် အမေးမြတ်မရှိအဖမ်းခံရနိုင်ပါတယ်။လိုင်းပေါ်မှာဆဲရေးတိုင်းထွာခြင်းကလည်းအပြစ်မှဆဲတာနဲ့အမှုချင်းတူတူလောက်ပါပဲ။အဲဒါကြောင့်ဆဲမယ်ဆိုရင်တန်အောင်လို့အပြစ်မှသာခေါ်ဆဲကြပါ။လိုင်းပေါ်မှာဆဲခြင်းတပတ်ဆိုရင်လေဖေးကောင်းနဲ့သာဆဲကြဖို့အကြံပေးချက်။အဆုံးနည်းကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။